Okay, မင်္ဂလာပါ။တရားမူ။ခုနကတော့ဒီမူလေးပြပြပြီးထင်တာပဲ။ဒါလေးကိုသတိပြန်ပြီးတော့ညနေမှညကိုအပေပေတူလို့ရှင်။ညနေညကိုပေပေတူလို့ရှင်။မနေ့ကနေ့နောက်ပဲရဲ့ တင်းနေစားပြညနေညီကိုပိတ်ပိတ်တူလို့ရှိရင်မနေ့ကနေ့နောက်ပိတ်ရဲ့နှစ်ပါဝါခွန်နှစ်နှစ်ကကလေးလေးပါဝါကိုနှစ်ခွန်လေးကိုဆိုရအခွေဟာနှစ်ရအတွင်းထွက်ရမယ်ဆိုနှစ်နှစ်ထွက်တယ်ညာ ညနေမှာညီကိုအပေးပိတ်တူတယ်မနေ့ကနေ့ရနောက်ပိတ်1683ဆိုရခွေနှစ်ရက်တင်းထွေးရမယ်ဆိုတော့ရှစ်တည့်ဆိုပြီးထွက်တယ်ညနေမှာညီကိုအပေးပိတ်ထိတ်ပိတ်တူတယ်အဲ့အတွက်ကြောင့်မလို့မနေ့ကနေ့နောက်ပိတ်က1683ဆိုရခွေနှစ်ရက်တွင်းထွေးရမယ်ဆိုတော့ 6တိဆိုပြီးထွက်တယ်။အဲ့လိုမျိုးပဲဒီမှာဒါကိုပြလိုက်တာမမှန်ပြအောင်နေတယ်ထင်ပါတယ်။ညနေမှညကိုအပေပိတ်တူတွေနောက်ပေါက်ထိပ်ပိတ်တူတွေအဲ့တို့ကြောင့်မလို့မနက်ကန်ထိတ်စီရေ3958ဆိုရခွေရနှစ်ရတွင်းကြရမယ်ဆိုတော့3958သူကအဲ့မှာနေမပြီးအဲ့လိုကြပြရတယ် သူကဘာပြန်လာလဲဆိုတော့သူအောက်ဒီမှာပြန်ကြခဏတူပြန်ကြနော်ပြီးတော့ဒီလိုဖြစ်ပြရနေဒီမှာကနန်းတူပြန်ကြတရှိတရှိကနန်းတူပြန်ကြငါဖြစ်ပြရနေငါနေနေငါ ကနန်းတူပြင်ကြဒီမှာဖြစ်ပြီးတော့၃ရက်ထိရောက်လာပြီပြန်ကြမလားဒီဒီနေ့ပြန်ကြလာမယ်ရဲ့နောက်ဆုံးရက်ပဲပြီးတော့အဲ့ကနန်း၆ွယ်တရားပဲပြန်ကြမှာလားဒါမှမဟုတ်လို့ရှိရင်ဒီမှာဒီမှာတူတူကြကြဘာတခုရှိလဲဆိုတော့အဲ့လိုကြပြီးရတယ်ငါးနှစ်ဆိုရယ်ကနန်းတစ်ွယ်ထွက်ပြီး မှဒီလိုဖြစ်ပြီးရတယ်။ငါးနှစ်ဆိုရယ်ကနေတကွထွက်ပြီ။ဒီလိုဖြစ်ပြီးရတယ်။ငါးနှစ်ဆိုရယ်ကနေတကွထွက်ပြီ။အခုလေးဒီမှာဒီလိုဖြစ်ထားတယ်။ငါးနှစ်ဆိုရယ်ကနေတကွမလာသေးဘူး။မွေးစင်တယ်လို့ပြောခြင်းတယ်။ဒီလိုဟာကြီးကကြပါမလားဆိုတော့ဒီမှာခုနှစ်ရောင်မှာ၈၆음ကျွန်တော်တချို့တူကြီးတော့ရပါတယ်။ဒီမူကနေပြီးမနေ့ညီကိုထိပ်ပိတ်ပါဝါဖြစ်တဲ့မူကနေပြီး ဒီမှာ6 6ထွက်တယ်ဒီမှာဒီပင်မှာကျတော့9ချိန်ကျမှလာထွက်တယ်မင်းညီကိုထိပ်ပြီးပေါ်ဖြစ်တယ်6 6ဆိုပြီးထွက်တယ်6 8ဆိုပြီးဒီမှာလည်း6 8ဆိုပြီးထွက်တယ်အဲ့တော့ဒီမှာလာဖြစ်တဲ့အချိန်မှာကျွန်တော်6 8လို့ပြီးဒီမှာ6 8ထွက်တယ်အဲ့လိုမျိုးပဲဒီမှာလည်းမင်းညီကိုထိပ်ပြီးပေါ်ဖြစ်တယ်6 8တကွမီရတယ် ဒီတပတ်တော့မဖြစ်မနေမူရမှာ6ရက်နဲ့2ငါးနှစ်ကွာပြီးတော့ပြင်ကြ